နေ့မှာကိုလေးတယောက်လမ်းလျှောက်လာနေတော့သူ့စီကအစားအနာတွေလွင့်စင်လာခဲ့တယ်။သူမိသားကအဲ့အပိုင်းစားတွေဟာရှေးအောင်မော်ဝေမှန်ကြီးစီကပါ။အပိုင်းစားတွေကကိုလေးရဲ့မျက်နှာကိုချစ်မိယုံနေမှာပဲမျက်လုံးထဲပါဝင်သွားခဲ့ပါတယ်။ကိုလေးပြန်လှလာတော့ဆေးရုံတစ်ခုပေါ်ရောက်နေပြီ။သူ့မျက်လုံးတွေကိုလည်းပက်တီစီးထားတာကိုတွေ့လိုက်ရတော့တုံ့လောက်သွားခဲ့ပါတယ်။ဒေးချပုံပြီးတော့ထူးဆန်းလာကတော့ကိုလေးဟာသူ့မျက်လုံးတွေစီမှာပေါ့အစွမ်းနေရှိတာကိုသတိထားမိသွားခဲ့ပါတယ်။ကိုလေးဟာပက်တီစားတွေကိုဖောက်ပြီးတစ်ဖက်နေရန်အထိပါဖောက်လို့ဟိုဘက်ခန်းမှာတယောက်ထင်းရှိနေတဲ့သူများတို့ဆရာမလေးကိုပါမြင်နေရပါတယ်။ ကိုလေးလည်းအရန်ထိလန့်သွားခဲ့ပြီးရောင်ရောင်မမနဲ့သူမျက်လုံးစီးထားတဲ့ပတိကိုဆွဲဖယ်လိုက်ပါတယ်။ဒီချိန်မှာပဲသူ့ကိုလာကြည့်တဲ့ဆရာဝန်ရောက်လာတယ်။ဆရာဝန်ကသူမျက်နှာကိုမတ်စတပ်ပြီးဖုံးထားတယ်။ဒါပေမဲ့ကိုလေးကဆရာဝန်နဲ့မျက်နှာပေါ်ကမှဲကြီးကိုဖောက်မြင်နေရတယ်။ကိုလေးကဒါပေါ်တီးပြီးတဲ့ဆရာဝန်ကိုမတ်ချစ်ပြပါလားလို့တောင်းဆိုလိုက်တယ်။ဆရာဝန်ကလည်းသူ့ရဲ့စကားတိုင်းမတ်စ်ကိုချလိုက်တဲ့အခါမှာမှဲကကိုလေးမြင်ခဲ့တဲ့နေရာမှာကွက်တီရှိနေတယ်။ဆရာဝန်ကတော့ဘာမှမသိပဲယူနေတယ်။ကိုလေးကဈေးဝယ်ထွက်နေရင်လောင်းလျှောက်ပတ်ကြည့်နေတော့လမ်းမင်းစည်းတဲ့တယောက်ရောင်းနေတဲ့ပစ္စည်းကိုဖောက်ထွင်းမြင်လိုက်တယ်။အဲဒီပစ္စည်းကရှေးဟောင်းပစ္စည်းတစ်ခုဖြစ်နေပါတယ်။ ကိုလေးကဒီပစီကိုရောင်းမလားလို့မေးတော့ဆိုင်းရှင်က2000လို့ပြောလိုက်ပါတယ်ကိုလေးကလည်း600နဲ့ဈေးစီပြီးဆိုင်းရှင်ကိုချင်းထလာခဲ့တယ်ပြီးတော့ကိုလေးကရှေးသူတေသနာပညာရှင်တယောက်စီပစီကိုယူသွားပေးတဲ့အခါအဲ့ပစီကတသိန်းတန်တဲ့ပစီဖြစ်နေတယ်ကိုလေးကသူ့ရဲ့ super power ကိုစမ်းသပ်ဖို့အတွက်ရှေးအောင်ပစီလေလံပွဲတစ်ခုစီကိုရောက်လာတယ်လေလံပွဲမှာရှေးအောင်ပကြီကားတစ်ချက်ကိုရောင်းချနေပေမဲ့ဝယ်မဲ့သူမရှိဘူးကိုလေးကဒီပကြီကားမှာတစ်ခုခုထိုးချနေရကိုသတိထားမိခဲ့ပြီးတဲ့နောက်ဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့တော့ကိုလေးကပကြီကားကိုသူ့အဖို့ရှေးအောင်ပစီပညာရှင်ကြီးစီယူသွားခဲ့ပါတယ်ဒီချိန်မှာပကြီကားကတိမ့်တန်းချီတန်းနေပြီဆိုတာကိုသိလိုက်ရတော့ကိုလေးထီပေါက်သွားခဲ့တယ်